အဲ့တော့နော်ကျွန်တော်တို့သွားရမယ်ပန်းနိုင်ပန်းနိုင်ဆိုတာဖြောင်းဖြောင်းကြီးရှိနေပါတယ်အဲ့ဒီပန်းနိုင်ကိုကျွန်တော်တို့ကသွားတဲ့အချိန်မှာကျွန်တော်တို့မိနစ်20ပဲကြာမှာတော့နော်သွားတဲ့အချိန်မှာကျွန်တော်တန်တဲ့အခွေမှာကျွန်တော်ပြောပြပြီကျွန်တော်ထပ်မပြောတော့ပါဘူးအဓိကကျွန်တော်ဗာပြောခြင်းလဲဆိုတော့ဗိုလ်ချုပ်အဆန်းကလွတ်လပ်ရေးပန်းနိုင်ကိုသွားတဲ့အချိန်တုန်းကတန်တဲ့နီးဖြူဟာတွေအမျိုးဆုံးနော် မဆံမောင်းသားချိုလည်းပြောလိုက်မယ်ကြိုက်တယ်လို့ပြောအဓိက နှစ်ချက်ထဲနဲ့သွားခဲ့လွတ်လပ်ရေးပန်းနိုင်ဘာနှစ်ချက်လဲဆိုတော့အဲ့ဒီသူအင်မတန်မှကြိုက်တယ်အင်မတန်ချစ်တယ်အချက်နှစ်ချက်ကသူအင်မတန်ရင်းနှီးတဲ့တငယ်ချင်းများမိတ်ဆွေများတပည့်များမိသားစုများကိုမြဲတွန့်တင်လေးရှိတဲ့အချက်နှစ်ချက်တစ်ကအင်္ဂလိပ်လိုပြောပါတယ် character အကျင့်စရိတ်တာနံပါတ်1က love or truth အမှန်ကိုချစ်ခြင်းအဲ့ဒီနှစ်ချက်ဟာလွတ်တံမိုးလို့ဘုเจ้าအောင်ဆန်းကပြောပါလွတ်လပ်ရေးကိုသွားတဲ့ချိန်မှာသူ့မှာတခြားနှီးပြူဟာတွေအများကြီးရှိလိမ့်မယ်။ဒါပေမဲ့အဲ့ဒီနှစ်ချက်နဲ့လွတ်လပ်ရေးရအောင်သွားပါတယ်။သူကိုယ်တိုင်လည်းအဲ့ဒီနှစ်ချက်ကိုကြိုးစားပါတယ်။ကျွန်တော်တို့အဲ့ဒီနှစ်ချက်ကဘုရားရှင်ကပြောပြီးတော့သူကိုယ်တိုင်မလုပ်ဘူးလားဆိုတော့ကျွန်တော်ခတ်တူလိုလေး နှစ်ခုပဲကျွန်တော်ပြောပြမယ်နံပါတ်1ကိုချင်းတရားကိုချင်းတရားဆိုလို့ရှိရင်နော်လေးနှစ်သားကသူ့အမေညာနေတာဟုတ်သူသူ့အမေကိုအမေညာတာမကောင်းပါဘူးဆိုပြီးပြန်ပြောရတဲ့လေးနှစ်သားတွေကခလေးကိုချင်းတီလာကိုလေးနှစ်သားတွေကအဲ့ဒီလိုစောင့်ထင်းခဲ့တဲ့ခလေးနော်နံပါတ်1မှန်နေထင်လို့ရှိရင်လှုပ်ရဲတဲ့ကိစ္စအဲ့ဒါလေးကိုကျွန်တော်ပြောပြမယ်အဲ1940 1940ဆိုတော့ကျွန်တော်တို့ကဘိုးချုပ်တော်မဖြစ်သေးဘူး ဒုဗမာစီယုံမှာအတွင်မူအဲ့အတွင်မူဖြစ်နေတဲ့အချိန်မှာ1939မှာဒုတိယကမ္ဘာစစ်ဖြစ်တယ်ဗျဒုတိယကမ္ဘာစစ်လည်းဖြစ်ကောတခင်အောင်ဆန်းကအင်္ဂလိပ်အခက်ဗမာအချက်ဆိုပြီးတော့အင်္ဂလိပ်ပြည်မစီကိုစာလန်းပို့မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးပါမပေးရင်မရရတဲ့နင်းနဲ့ယူမယ်ဆိုပြီးတော့လမ်းပြီးတောင်းကြလိုက်တယ်အဲ့ဒီကိစ္စအတွက်လေပါအမတ်တယောက်ရန်ကုန်ရောက်လာပါ ဲ့လေပါအမတ်တယောက်ရောက်လာတဲ့အချိန်မှာတခင်အုပ်စုကမန္တလေးမှာအစည်းအဝေးထိုင်တယ်။ထိုင်နေတဲ့အတွက်အဲ့လေပါအမတ်ကမန္တလေးလိုက်သွားပါတယ်။မန္တလေးလိုက်သွားပြီးတော့မန္တလေးမှာအဲ့ဒီကိစ္စအစည်းအဝေးထိုင်ပါတယ်။အဲ့ဒီအစည်းအဝေးထိုင်တဲ့အချိန်မှာဒီကိစ္စပြောတာတခင်အောင်ဆန်းအဲ့ဒီအတွက်အဲ့ဒီအမတ်ကမေးတာလွတ်လပ်ရေးကိုမရရတဲ့နီးနဲ့ယူမယ်ဆိုတော့ဘယ်လိုနီးလဲမေးတာ မင်းတဲ့အချိန်မှာကြံတဲ့အချိန်မှာသခင်သားလုံးရှိတယ်သခင်ဆိုးရှိတယ်သခင်လေးမြိုင်ရှိတယ်သခင်တွေအကုန်လုံးအများကြီးပဲအဲ့အချိန်မှာသခင်အောင်ဆန်းကိုမင်းပြောတဲ့စကားမင်းရှင်းလိုက်ဆိုတော့သခင်အောင်ဆန်းရှင်းတဲ့ကိစ္စလေးကျွန်တော်ပြောပြတယ်။ तू ကဘာပြောလဲဆိုတော့ဒီလိုပါတဲ့ကျွန်တော်ပစ္စည်းကိုခင်ဗျားမတရားယူထားတယ်ဆိုရင်နဲ့ပထမအောင်ဆုံးကျွန်တော်မင်းကကျွန်တော်ပစ္စည်းပြန်ပေးဖို့ရင်းရင်းကြီးကြီးကျွန်တော်တောင်းမယ်ကျွန်တော်ပစ္စည်းလေးပြန်ပေးပါကျွန်တော်ဒီဥစ္စာမရှိရင်မဖြစ်ပါဘူး အရင်ကြီးကြီးပြောတာအောင်ပါခင်ဗျားကမထီမဲမြေပြုတ်ပြီးပြန်မပေးရင်ကျွန်တော်မမကြောကြောပြင်းပြင်းထန်ထန်တောင်းရလိမ့်မယ်ဟဲ့လူခင်ဗျားမပေးဘူးလားပေးမလားဒီပစ္စည်းကကျွန်တော်မရှိလို့မရဘူးမဖြစ်ဘူးအဲ့လိုမမကြောကြောပြောတာတောင်းပါခင်ဗျားကဂိမ်းမဆိုင်သေးဘူးဆိုရင်ခင်ဗျားကိုကျွန်တော်ဆဲလာဆိုလာဂျိန်လာမောင်းလာလှုပ်တင်လဲလောက်အောင်ပါအဲ့ဒီလိုပါဇက်ကကြိမ်မောင်ပြောဆိုဆဲဆိုနေတာတော့မှခမရကူယူမဆိုင်ဘူးမပေးဘူးကွာဘာဖြစ်လဲလို့ပြောရင်တော့မရရတဲ့နီးဆိုတာ ဒီနီးပဲရှိရဲ့ဗျာဆိုပြီးတော့သူ့ရှင်းမှာထိုင်နေတဲ့အဲ့ဒီအင်္ဂလိပ်အမတ်ရဲ့ကိုယ်အင်ကြီးမှာချိတ်ထားတဲ့ဖောင်တင်ကိုဆွဲယူလိုက်တယ်ပြောဆွဲယူလိုက်တော့သူ့လက်ထက်ဖောင်တင်ကပါလာတယ်အဲ့ဒီအမတ်ကအင်ကြီးကိုယ်အင်ကြီးအစ်စ်ကအိတ်ကြီးကပြဲသွားတယ်ပြဲသွားတော့တန်တဲ့သခင်တွေကအားနာတော့ဗောနော်အားနာပြီးဟာသခင်အောင်ဆန်းကအားနာတော့ဘူးလှုပ်လိုက်ရင်ဒီလိုကြီးပဲဆိုအဲ့ဒီအကြီးနဲ့ကြီးတဲ့အချိန်မှာတဲ့သခင်အောင်ဆန်းကဗာပြောလဲဆိုတော့မရရတဲ့နီးဆိုအဲ့နီးကိုပြောတာဗျာတဲ့ ခမားတို့လည်းကူကူမပြေးရင်မရရတဲ့နီးဆိုတော့နောက်ဆုံးအဲ့ဒီအကျန်းဖက်တဲ့နီးပဲဒါပေမဲ့ဗျာတဲ့ဘယ်ကောင်းမလဲတဲ့ခမားအင်းကြီးအိတ်ကပြဲသွားပြီကျုပ်လက်တော်တော်တော်နာသွားတယ်ဆိုလက်ခါပြတယ်အဲ့ပြောချင်တာကျွန်တော်ဗာပြောချင်လဲဆိုတော့စောစောကပြောတဲ့ character and love for truth အဲ့ဒီမှာနော်သူအင်္ဂလိပ်လိုသုံးတဲ့စကားမှာ L I K E like မဟုတ်ပါဘူး L O V E love တော့ဒါကျွန်တော်ရှင်းစာသိမလို့ပါဘူးချစ်ချင်းနဲ့ကြိုက်ချင်းဟာဒီလိုအများကြီးกว่าပါလေချစ်ရင်ကျွန်တော်တို့မှန်တာတွေကိုလောက်ရဲပါလိမ့်မယ်မှန်တဲ့ဘက်မှာရိုက်ရဲပါလိမ့်မယ်မှန်တာကိုပြောရဲပါလိမ့်မယ်ကြိုက်ရုံကြိုက်เนาะကျွန်တော်တို့ကလူတရားကိုမေးကြည့်တရားလုံးမှန်တာမှားတာဘယ်ဟာကြိုက်လဲกว่าဆိုမှန်တာကြိုက်တာဘောဗျာတရားလုံးပြောလိုက်ပြီအဲ့ဒါဆိုမင်းမှန်တာလုံးမလားမှန်တာပြောမလား မှန်တဲ့ဘက်မှာရမလားလို့ဆက်မေးလိုက်အဲ့ဒါတော့ကွာအချင်းနေရပဲကွာအဲ့ဒါမချစ်လို့တဲ့အမှန်ကိုချစ်ရင်မှန်တဲ့ဘက်မှာရလိမ့်မယ်အဲ့ဒီကိစ္စကိုချက်ပြောရင် तू ကဈာထဲမှာမြင်းတစ်ချောင်းနဲ့ပဲရှိတယ်တဲ့အဲ့မြင်းကိုမကြော်နိုင်ရင်မချစ်ဘူးကြော်နိုင်ရင်ချစ်တယ်အဲ့မြင်းကကြောက်တတ်ခြင်းဆိုရင်မြင်းမယ်မကြောက်ရင်အမှန်ကိုချစ်လိမ့်မယ် ကြောက်ရင်အမှန်ကိုမချေရဘူးအဲ့တော့ကျွန်တော်ကအဲ့ဒါတွေကျွန်တော်ကကျွန်တော်ပြောတာမဟုတ်ဘူးပြအဲ့ဒါပြန်ပြီးဖန်ဖန်ရနေဘာသာတွေ့လဲဆိုတော့တခင်အောင်ဆန်းအဲ့ဒါတွေကိုလဲသူ့ဟာသူစတန့်ထွင်ပြီးလောပြောတာမဟုတ်ဘူးအဲ့ဒါဗုဒ္ဓစာပေတွေကဟာတယ်ကျွန်တော်အသေးစိတ်မပြောတော့ဘူးနော်သောနာဒန္တပုံနာကြီးကိုမြတ်စွာဘုရားဟောတဲ့အထက်မှာအဲ့ဒါပါတယ် ကျွန်တော်တို့ဆရာတော်တွေဟောလို့ရှိရင်ရှင်းရှင်းလေးပဲသူကဘောကျော့ကအင်္ဂလိပ်လိုပြောတယ် character and love of truth ဆရာတော်များကသီလနဲ့ပညာလို့ပြောပါတယ်နော်သီလဆိုတာကိုချင်းတရားပညာဆိုတာမှားမှန်ကိုခွဲပြီးတော့မှန်တာကိုလုပ်ရဲသောအရာအဲ့ဒါပညာအဲ့တော့ဆရာတော်များကသီလနဲ့ပညာလို့ပြောပါတယ်တတ္တိဆိုတာဘယ်ကပေါ်လဲဆိုရင်သီလကပေါ်တယ်သီလမရှိရင်တတ္တိမရှိဘူးတတ္တိမရှိဘူးကတတ္တိမရှိဘူးကဆိုတာအဲ့ဒီကသီလမရှိဘူး အဲ့ဒါကိုဗုဒ္ဓကဘယ်လိုထပ်ဟောလဲဆိုတော့နော်လူတန်မိုးတဲ့လူတန်မိုးကိုကြံတဲ့အရာနဲ့ဘာမှတိုင်းတာဆုံးပြတ်လို့မရဘူးလူတယောက်ဟာဘလောက်တန်မိုးရှိလဲလို့တိုင်းတာခြင်းကိုကျင့်တရားဘလောက်ကောင်းလဲမှားမှန်ခွဲခြားနိုင်တဲ့ပညာဘလောက်ရှိလဲဒီနှစ်ချက်ထဲနဲ့တိုင်းတာရမယ်ဒါဗုဒ္ဓဟောပါအဲ့ဒီအပြင်အဲ့ဒီနှစ်ခုဟာတဲ့လက်နှစ်ဖက်နဲ့တူတယ်တဲ့တစ်ဖက်မှာမြန်မြစ်ပတ်ပေးကြံနေနောက်လက်တစ်ဖက်ကပုတ်တက်ဆေးကြောပေးခွင့်ရှိတယ် ကိုကျင့်တရားနဲရင်မှားမှန်ခွင့်နိုင်တဲ့ပညာနဲ့ဖြည့်မှားမှန်ခွင့်နိုင်တဲ့ပညာချို့ရင်းရင်ကိုကျင့်တရားနဲ့ပြန်ဖြည့်လို့ရတယ်အဲ့ဒါကြောင့်အဲ့ဒီသီလနဲ့ပညာကိုဗုဒ္ဓကစက်တည်နဲ့မင်္ဂလာလို့ခေါ်ပါတယ်ကျွန်တော်ပြောချင်တာကကျွန်တော်တို့သွားမဲ့ပန်းနံအဲ့သွားမဲ့ပန်းနံကဆောစောကဘုကျုပ်သွားတာလောလည်ရေးဆိုတော့ပန်းနံကိုသွားတယ်ကျွန်တော်တို့ကဘယ်ပန်းနံကိုပဲသွားသွားအရေးကြီးဆုံးကအဲ့ဒီပညာနဲ့သီလ အဲ့ဒီနှစ်ခုနဲ့ကျွန်တော်တို့ပန်းနိုင်ကိုသွားဖို့ရည်ကြီးပါတယ်အဲ့ဒီပန်းနိုင်ဟာနိဗ္ဗာန်ဖြစ်ပါစေဗုဒ္ဓကိုယ်တိုင်ဟောခဲ့တာเนาะတခုတည်းရှိုံနဲ့သူတပည့်တာဝကတွေတွေကနိဗ္ဗာန်ကိုကျွန်တော်တို့ယဟန္တာဖြစ်သွားတဲ့အကြောင်းဟောပြပါတယ်တန်တတိအမတ်ကြီးမှာတခုတည်းပဲပြည့်စုံုံနဲ့နောက်ဆုံးမှာယဟန္တာကိစ္စပြီးသွားတဲ့အကြောင်းဟောပါအပြောချင်တာကပန်းနိုင်တခုကိုသွားတဲ့အချိန်မှာအရေးကြီးဆုံးဟာကျွန်တော်တို့ပညာနဲ့ ကိုကျင့်တရားသီလအရေးကြီးဆုံးပါအဲ့တော့ကောင်းပြီနော်ကျွန်တော်မှအချိန်လေးနည်းနည်းပို့သေးတယ်နော်ကျွန်တော်ဘာဖြစ်ပြောခြင်းလဲဆိုတော့အဲ့တော့ကောင်းပြီကျွန်တော်တို့ကစောစောပါဗျအဲ့သီလမှာဗျသီလဆိုတာခွဲလိုက်လို့ရှိရင်နှမျိုးပဲရှိတယ်တစ်မျိုးကဝရိတသီလနောက်တစ်မျိုးကဇာတိတသီလဝရိတသီလဆိုတော့ကျွန်တော်တို့ကပါဠိလိုပြောနေလို့နည်းနည်းနားစိမ့်တာကျွန်တော်တို့သိတာတွေကြီးဝရိတဆိုတာဗျာ၅ပါးသီလ၈ပါးသီလ၉ပါးသီလ၁၀ပါးသီလ သူမဲ့တယ်မသားပါဘူးသူမဲ့ဥစ္စာမခိုးပါဘူးဘာဖြစ်ပါဘူးညာဖြစ်ပါဘူးရှောင်သမျှသီလအားလုံးဒီဝရိတ္တကျွန်တော်တို့နေ့တိုင်းဗုဒ္ဓဆီမှာဟိုကျွန်တော်တို့သီလယူနေတယ်ဘာမလုပ်ပါဘူးညာမလုပ်ပါဘူးဆိုသီလရှောင်ရမယ်ဆိုဝရိတ္တဇာရိတ္တသီလဒီရှောင်ယုံနေမရဘူးလေမင်းကိုယ်တိုင်ကိုယ်ကြလိုက်လို့ရမယ်သီလဘာကိုလုပ်ရမလဲဆိုတော့ပရဟိတကိစ္စကိုကြိုးမပါတော့အများအကျိုးအတွက်လှုပ်ချင်းကိစ္စသည်ဇာရိတ္တသီလပါမှန် တော့ကျွန်တော်ပြီးလို့ရှိရင်ပြောမယ်ဆံမကြီးတမ်းမြအောင်ဇာတိတတိလအကြောင်းလေးသူအများကြီးပြောပါလိမ့်မယ်သူကိုရွေးတယ်ဆိုတော့ကျွန်တော်တို့ကနော်အဲ့တီလာနှစ်ပါးကိုကျွန်တော်တို့လုံနေတာပဲပရဟိတတွေလည်းကျွန်တော်တို့လုံနေတာဒါပေမဲ့ကျွန်တော်တို့ကစာဖတ်မထားတော့ဘယ်ဥစ္စာကိုဘာခေါ်တယ်ဆိုတာမသိတာအဲ့ဒီမှာနောက်တစ်ချက်ကဒါတီလာပဲပညာပိုင်းကျတော့စောစောကကျွန်တော်ပြောသလိုပညာမှာမှားမှန်ဘယ်ဥစ္စာမှားလဲဘယ်ဥစ္စာမှန်လဲအဲ့ဒီမှာ အများစုကမှားမှန်ကိုခွဲတတ်မှားမှန်ကိုခွဲတတ်ပေမဲ့ရည်ရမှုလဲကြလို့ရှိရင်ကြောက်တဲ့စိတ်ကြောင့်မှန်တဲ့ဘက်မှာမရရဲဘူးမှန်တော့မလုပ်ရဲဘူးတဲ့အဲ့ဒီကိစ္စလေးကိုကျွန်တော်ဥပမာလေးတစ်ခုကျွန်တော်ပြောပါမယ်အဲ့ဒီကိစ္စကကျွန်တော်တခြားနေရာမှာမပြောဦးသေးပါဘူးဒါအသက်ဆက်ဆက်ပါကျွန်တော်တို့ကတိရိဓမ္မသောကမင်းလို့ပြောလိုက်လို့ရှိရင် ဟာတိရမတော်ကဆိုလို့ရှိရင်ဗုဒ္ဓဘာသာတွေအကုန်လုံးရဲ့အာယုံစုစိုက်ထားရတဲ့သာသနာဒါယကာကြီးတတ္တိယတန်ဃာရဏတင်တဲ့မင်းကောင်းပြင်းမြတ်တပါလို့ကျွန်တော်တို့သိတယ်။အဲ့တော့ကျွန်တော်တို့အိန္ဒိယကိုရောက်သွားလို့ရှိရင်အဲ့ဒီတိရမတော်ကကြောက်စာတွေကိုရှာကြည့်လိုက်။အချက်ရ60ကျော်မှာ ထိုးထားတဲ့ကြောက်စာရှိလိမ့်မယ်။ကျွန်တော်နံပါတ်အတိအကျမသိလို့ဗျာ64လား65လားထားပါတော့။ဘာရေးထားလဲဆိုတော့ကလင်ကစစ်ပွဲအကြောင်းကိုရေးထားတယ် ကာလင်ကနိုင်ငံကိုတိုက်ခဲ့တော့ကတိရစ္ဆာန်တော်ကတဝင်းတိုက်တာကာလင်ကနိုင်ငံတနိုင်ငံလုံးကိုမိရှို့ဖျက်ဆီးပစ်ခဲ့ကလင်ကနိုင်ငံကတသိန်းကိုတတ်ပလိုက်တယ်တသိန်းနဲ့9000ကိုပုံမှန်ဖြစ်ခေါ်လာတယ်အဲ့ကြောက်စာကိုဒီနေ့ထိတွေ့လိုက်ပြောချင်တာကျွန်တော်တို့ကအင်မတန်မုံမြတ်တဲ့တိရစ္ဆာန်တော်ကဆိုရဲမင်းဟာတစ်ချိန်တော့ကတိရစ္ဆာန်တော်ကမဖြစ်ခင်တော့က စန္တာတော့ကသူပွဲအဘောကနာကြီးဗျအောက်ကတတလင်းကြီးရေချာတာစန္တာတော့ကအဓိပ္ပာယ်ကအင်မတန်ရက်ဆက်ကြမ်းကြုတ်တော်မင်းလို့အဓိပ္ပာယ်ကအင်မတန်ကောင်းတဲ့သာသနာမင်းမဖြစ်ခင်တော့အင်မတန်ဆိုးတဲ့မင်းဖြစ်ခဲ့ဘလောက်ထိဆိုးလဲဆိုရင်တဲ့သူထီးနှန်းတက်တဲ့အချိန်မှာသူ့မှာအဖေရူမေကွယ်ညီကို မောင်နှမတရားနဲ့တပါးရှိတယ် ။သူနဲ့အရင်ဖြစ်တဲ့ညီတယောက်ပဲခြံပြီးကျွန်တော်69ပါးကိုတပ်လိုက်။အဲ့ဒီလိုပလင်ကို တွေးနဲ့ဆေးပြီးတော့မှနန်းတက်လာတဲ့စန္ဒာတော်ကတက်လာလာချင်းလင်းနဲ့တွင်းမှာဘေးစိတ်မခံဘူး။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံလေးကကျင်းတယ်ကွာ။ဒီလောက်ကျင်းကျင်းလေးအုပ်ချုပ်နေရပြီးတော့မင်းလောရတာမမြင်ဘူးဆိုပြီးတော့မလုပ်လဲဆိုတော့လိုက်တိုက်တာ။အနည်းနာမှရှိတဲ့နိုင်ငံတွေအကုန်လုံးကိုပြောမယ်ဆိုလို့ရှိရင်စစ်အင်မတန်လိုလားတယ်မင်းလိုက်တိုက်တာဗျာရှိတဲ့နိုင်ငံတော်တော်များကုန်သွားပြီ သူ့ဘေးနားမှာကလင်္ကဆိုတဲ့နိုင်ငံလေးရှိတယ်။ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံလေးနိုင်ငံကြီးနှစ်ခုကြားညံ့နေသလိုအဲ့ဒီဒီဒီမှာတော့ကဖြစ်လာမယ်ဆန္ဒတော်ကရဲ့နိုင်ငံနားမှာကလင်္ကဆိုတဲ့နိုင်ငံလေးကတည်တည်လေးအဲ့ဒီကလင်္ကနိုင်ငံကျတော့ဘာလို့မတိုက်တာလဲဆိုတော့သူ့စစ်သူကြီးကဝိဇယကေတုဝိဇယကေတုကညာမျောမြင်တိတ်ကြီးတယ် ကြီးတော့သူ့ကိုဗာပြောလဲဆိုတော့ဒါလေးတော့မတိုက်နေတော့လူပြည်သူတွေကစစ်ကိုမုန်းနေပြီစစ်တိုက်တဲ့ကိစ္စကိုရွံရှာနေပြီအဲ့ဒီအတွက်ဒါလေးကိုမတိုက်ဖက်ထားလိုက်သူ့ရဲ့ဆယ်သား15သားကြီးတဲ့နိုင်ငံတွေတော့မှကျွန်တော်မျိုးတို့နိုင်ထားတာပဲဒီနိုင်ငံလေးအလိုလိုသူ့ကိုဝင်လာလိမ့်မယ်ဟောစောင့်တယ်ဘလောက်ကြာစောင့်လဲဆိုတော့၈နှစ်တည်းစောင့်အဲ၈နှစ်အတွင်းမှာအဲကလင်ကနိုင်ငံတော့တော်တော်မလှုပ်ဘူးဗုဒ္ဓဘာသာနိုင်ငံ သူ့နိုင်ငံထဲမှာသူလုံလုံချုံချုံနေတယ်သူ့နိုင်ငံကကိစ္စကိုပဲသူစဉ်းစားစဉ်းစားတယ်ဘာသာတရားရှိတဲ့နိုင်ငံအဲ့ဒီအချိန်မှာဆန္ဒတော်ကရဲ့နိုင်ငံကနတ်ကိုဝယ်တဲ့အဆင့်ပဲရှိတယ်ဘာမှမရှိဘူးအဲ့ရှင်နဲ့အတွင်းမှာသူ့ရင်ထဲမှာပူလောင်လာတယ်အဲ့ဒီနိုင်ငံလေးကဘာဖြစ်လို့ငါ့အောက်ကိုဝင်မလာတာလဲသူ့ရဲ့ဆယ်သား၅သား၅၀ကြီးတဲ့နိုင်ငံတွေငါ့အောက်ကိုဝင်လာဝင်လာရတဲ့အတိုင်းဒါလေးကဘာမလို့လဲဆိုနောက်ဆုံးမှာကုံကုံပြောရင်သူမနေနိုင်တော့ငါတိုက်တော့မယ်ဆိုဆုံးဖြတ်တယ် ဆုံးမြတ်တော့သူ့ညီစစ်သူကြီးလုံးနေတယ်တယောက်မတိုက်နိုင်ဘူးဆိုပြီးတော့ထွက်ပြေးသွားပြီးတော့အဲ့ကလိန်ကလင်စားမှာဖုန်ကြီးဝက်သွားတယ်သူ့စစ်သူကြီးဝိဇကေတုအတန်တန်တားတယ်တားမရတဲ့ခါမှာလိုက်ရောလိုက်ရတယ်သွားတိုက်တယ်သွားတိုက်တော့ခတ်တရူပြောမယ်ဆိုလို့ရှိရင်နိုင်ငံလေးကသေးသေးလေးစိတ်ရင်အားနဲ့ဝင်တိုက်လိုက်တာခဏလေးနဲ့နိုင်တယ်နိုင်တော့တနင်္ဂနွေလုံးမီးရှို့တယ်မီးရှို့လိုက်ပြီးတော့အဲ့ဒီနိုင်ငံလေးမှာတားတော်နဲ့တမီးတော်လူပြိုလူလွတ်နှစ်ယောက်ရှိတယ် သားတော်နာမည်ကဒေဝိနာဒေဝိနာဆိုသားတော်ကိုဖမ်းခေါ်လာတယ်မင်းသမီးကလွတ်သွားတယ်တိတ်စိတ်ဝင်စားဖို့ကောင်းတာကဗျကျွန်တော်ဒီမှာတော့ပြောလို့မရတော့ကျွန်တော်တကွက်သေးပဲပြောပြအဲဒီလောက်ရက်ဆက်ကြမ်းကြုတ်တဲ့မင်းဘာကြောင့်သီရိသမာတော့ကဖြစ်တယ်လဲအဲကျွန်တော်ကပြောချင်တာဒီလောက်ရက်ဆက်ကြမ်းကြုတ်နေတဲ့စစ်ဘရင်စစ်မင်းမသေးခင်မှာသူ့ကိုယ်သူပြောင်းလိုက်တာသီရိသမာတော့ကဖြစ်တယ်အဲ့ဒါကိုပြောရင်ကျွန်တော်က ဂွင်းတကွင်လုံးနှစ်နာရီလောက်ပြောမှရအဲကျွန်တော်ပြောချင်တာမှန်မှဆုံးဖြတ်တဲ့နေရာလေးတကွက်ထဲပဲကျွန်တော်ထောက်ပြမယ်အဲ့လိုသွားပြီးတိုက်လိုက်တာဗျတိုက်လိုက်တော့ဒေဝိနပါလာဒေဝိနပါလာတော့ဒေဝိနကိုအချုပ်ခန်းထဲမှာချုပ်ထားတယ်အချုပ်ထားတဲ့အချိန်မှာအဲ့ဒီဆန္ဒတော်ကရဲ့မိဖုရားနာမည်ကရက်ခိတာအဲ့ရက်ခိတာမိဖုရားကြီးကသူ့ယောက်ျားပေါ်မှာသူမကျင်တတ်ဘူးဘာလို့မကျင်တတ်လဲဆိုတော့ဒီဘရင်ဟာတဲ့သူ့ဓာသွားပေါ်မှာ ကန့်နေတဲ့သွေးညင်နှံ့လောက်ကိုပဲစိတ်ဝင်စားရဲ့ငါနှခမ်းကထွက်လာတဲ့ချက်စရာအနတ်တက်ကိုသူအမြဲလှစ်လူရှုရဲ့ဒါမိဖုရားရဲ့စိတ်နော်သူ့ကိုမိဖုရားတော်ဘာလို့မဆက်ဆံတော့စိတ်ကိုပဲတိုက်ချင်နေတဲ့ဘယင်စိတ်ကုန်လာအဲ့ဒီအချိန်မှာဒေဝင်နာကိုလည်းတွေးလိုက်တော့မိဖုရားကြီးကစိတ်ဝင်လာပါစိတ်ဝင်လာတော့ညကြတော့အခက်တူတူပြောမှဆိုရင်ဒေဝင်နာရဲ့အချုပ်ခန်းလေးကိုခိုးဝင်သူ့တောက်ထဲဝင်သွား အဲ့တော့အဖြစ်ပြက်ကဗျာကျွန်တော်တို့ဒီဗမာရာသွင်းမှာလည်းရှိတယ်ကျွန်တော်တို့အင်းဝဘရင်ဒရုံမင်းစောဓမြနေနေမို့ဆိုထွက်သွားတယ်လမ်းမှာကြောက်ယောဂါဖြစ်တယ်ကြောက်ယောဂါဖြစ်တော့သေကောက်မယ်သူ့ကိုသူသိတယ်သေတော့မယ်ဆိုတော့ तू ကအင်းဝမှာကြံခဲ့တဲ့သူ့မိဖုရားစောအောင်မှာအလွန်ချောဆိုပဲငါသေရင်တော့နောက်အိမ်အောင်ပြုတ်ပါပဲနောက်လင်ယူမှာပဲဆိုတော့မနာလိုတွေဖြစ်ပြီးတော့သူ့တပည့်မောင်နှုတ်ခေါ်ခေါ်ပြီးဟောငနှုတ် အခု7နှစ်နေထိုးပြီးနောက်2နှစ်လောက်နေတစ်ချက်ဆိုရင်ငါသေတော့မယ်အဲမင်းသွားတစ်ချက်လောက်ရောက်လို့ရှိရင်အဲ့ဒီစောအောင်မအောင်မင်းတက်လိုက်ကွာဆိုပြီးတော့ဆိုလက်ထက်ကတန်လျက်ကိုပေးလိုက်မောင်နှုတ်ကလည်းခေါင်းသိပ်မရှိဘူးမရှိတော့သွားတယ်သွားပြီးတော့ဗျာဒီဘက်ကဘရင်ကတော့သေပြီဟိုကောင်ကတက်မလို့ဟာကိုနာယူပဲကြည့်နေတာဘာလာမသိဘူးဗျာရာဇဝင်နေတော့မပါဘူးမတက်ဖြစ်ဘူးမိဖုရားကလန့်လို့သွားတယ်လန့်လို့သွားတော့မှဟဲ့ငါနှုတ်ဘာလို့တာလဲဆိုတော့မှ ဲ့လိုအဲ့လိုပဲဘုရင်ကအဲ့လိုခိုင်းလို့ပါဘုရားဆိုပြောတော့မှမိဘုရားကတခွန်းပဲမေးလိုက်တာနော်ငနုနေယောက်ျားမဟုတ်ဘူးလားတဲ့အဲ့မှာတန်လဲကြီးဝုန်းဆိုပြုတ်ကြသွားပြုတ်ကြသွားပြီးတော့ငနုက9ရက်တိတိမင်းဖြစ်သွားတယ်9ရက်လဲကြာရောသေရောလေရောအဲ့ဒါဗမာယာစွန်းမှာတကယ်ဖြစ်ပြဲအဲ့ဒီအတိုင်းပဲအခုနရခိတမိဘုရားကြီးကဒေဝိနတ်စီကိုသွားတာသွားပြီးတော့ခုနလိုပဲငါ့မှာအချစ်ကိုမရဘူးတဲ့အချစ်ကိုငါငတ်မွတ်နေတယ်ဗောနော် ပူလောင်နေတယ်ငါ့ရင်ထဲမှာအဲ့တော့မင်းငါ့ကိုပြန်ချစ်ပါဆိုတော့အဲ့မှာပြောတဲ့စကားတွေကတိတ်ကြတယ်ဗျကျွန်တော်ရှင်းနေမှာဆိုလို့အချစ်ဆိုတာတဲ့တောင်းရမယ့်အရာမဟုတ်ပါဘူးတဲ့အချစ်ဆိုတာပေးရမယ့်အရာသာဖြစ်ပါတယ်တဲ့ထားလိုက်ပါတော့နော်ကျွန်တော်ရွတ်ပြနေတော့အချစ်ဘက်ကိုလဲသွားရင်ဆုံးမှာမဟုတ်တော့အဲ့တော့ဗျာအဲ့မင်းတကယ်လို့သာငါလိုချင်တဲ့အချစ်ကိုမင်းပေးပေးမယ်ဆိုလို့ရှိရင်မနဲ့ပြန်မင်းကိုတတ်တော့မယ်ဘယင်စန္နာတော်ကဒီညတွင်ချင်းငါတတ်လိုက်မနဲ့ပြန်ကြရင်မင်းဘယင်ဖြစ်เสียရအဲ့လိုကတိပေးတော့ ဲ့ပေါ့ကျွန်တော်ကထောက်ပြခြင်းတာအဲ့လိုရေထဲမိုးထဲရောက်တဲ့အချိန်မှာဘယ်ဟာမှန်လဲမှားလဲမှန်မှားနော်ဒေဝိနာကဆုံးပြတော့မယ်ငါအသေးခံမလားငါဘယင်လုံးမလားဘယ်ကောင်မှန်လဲဘယ်ကောင်မှန်လဲဆိုရင်ဗျာအမှန်တရားဘက်ကဆိုရင်ငါသေးတာမှန်တယ်လို့သူဆုံးပြမှာပေါ့ဒါပေမဲ့သူ့လိုဆုံးပြရေပါမလားအဲ့ဒီမှာဒေဝိနချက်ချင်းပြန်ပြောတယ်။ဒါပြောလဲဆိုမိပြားတဲ့။ငါဟာဗုဒ္ဓရဲ့ဒါတော်တဲ့။ဗုဒ္ဓရဲ့အဆုံးအမကိုခံနေတဲ့ဗုဒ္ဓဘာသာဝင်တယောက် အဲ့တော့မင်းပြောတယ်လို့နော်ကိစ္စငါမလိုက်ရောနိုင်ပါဘူးလေတဘွားမှာတခါတည်းပဲသိပြီးတော့မင်းကိုငါအချစ်ပေးပြီးတော့တန်နေရာမှာအကျဉ်းကြီးခါခါငါအသေးမခံနိုင်ပါဘူးပြောလိုက်အပြောချင်းလားကျွန်တော်ပြောပြမယ်တကယ်ရေထဲမိုးရဲကြံသူ့လိုကျွန်တော်ဆုံးပြရရမလားခုနငနုလိုဖြစ်သွားမှာပေါ့နေရောက်ကြမဟုတ်လားဆိုတော့လည်းတန်လျက်ကရှော့သူဒုတ်သူဆိုတော့အဲ့ဒါမှန်မှားကိုဆုံးပြတယ် အဲ့လိုလည်းဖြစ်ကောဗျာမိဖုရားဒေါ်ပွားပြီးတော့သူဖွဲ့ယူလာတဲ့ဓာတ်နဲ့ထိုးမယ်လို့လည်းခြင်လိုက်ကောနောက်ကနေပြီးတော့သူ့လက်ကိုဖမ်းဆွဲလိုက်တယ်ဖမ်းဆွဲလိုက်တော့လှည့်လိုက်ကြည့်လိုက်ကောဘသူဖြစ်နေလဲဆိုတော့ဝိဇ္ဇကေတုတို့အမတ်ကြီးအမတ်ကြီးကိုလည်းမြင်လိုက်ကောမိဖုရားကနည်းနည်းတခါပြန်ပြီးတော့လီစေပြီးတော့အာကျမကိုဘလက်ကာရလုံမယ်လို့ကြံစီလို့ကျမတတ်မလို့လုပ်တာပါဆိုပြောတော့ဒီနေရာမှာဝိဇ္ဇကေတုအမှန်မှဆုံးပြတာကျွန်တော်ပြောပြဝိဇ္ဇကေတုကမိဖုရားကြီးကိုပြောဆိုမိဖုရားကြီးတဲ့ မိဖုရားကြီးအချိန်မတော်နန်းတော်တွေကထွက်လာတယ်ကမတင်ငါလုံးငါနောက်ကနေပြီးတော့လိုက်လာခဲ့တာတဲ့ဒီအခန်းလေးထဲမှာဖြစ်တာမှန်တယ်ငါသိရတယ်ဒီအခန်းလေးတွေကဓမ္မနဲ့အာရမကိုငါကြားခဲ့ရတယ်တဲ့ဒီအခန်းလေးတွေကပါပနဲ့ပုံညာကိုငါမြင်ခဲ့ရတယ်ဒီအခန်းလေးတွေကအလင်းနဲ့အမှောင်ကိုငါတွေ့လဲရတယ်ဘသူကမှန်ပြီဘသူကမှားလဲဆိုတာငါသိတယ်အဲ့ဒီအတွေ့ငါလောက်ချာတစ်ခုပဲရှိတော့တယ်ဒီလောက်ဗုဒ္ဓတားတော့ပီတာတဲ့ ဒေဝိနာကိုအချုပ်ကနေသွတ်လိုက်ပြီးတော့သူ့နိုင်ငံကိုငါပြန်လွှတ်လိုက်တော့မယ်။ဟာအဲ့တော့မှမေးပြရဟာမင်းလုံးလို့ရမှာလား။ဘယင်ဖမ်းလာတဲ့ပုံမှန်မင်းလွှတ်ရင်နှက်ပြန်မင်းသိမှာပေါ့။အဲ့ဒီမှာဒေဝိနာပြောတဲ့စကားဒေဝိနာကိုဒီဝိဇ္ဇာခေတုကပြောတဲ့စကားငါသိတယ်။ငါသခင်ကြောင့်ငါသိတယ်။သူဖမ်းထားတဲ့ပုံမှန်ငါလွှတ်လိုက်တာနဲ့မနေ့ပြန်ငါအသက်မရှိတော့ဘူးသိတယ်ငါအသက်နဲ့လဲပြီးတော့ငါအမှန်ဘက်ကရရဲချင်းဂျင်လို့ငါရက်မှာ ဒီအချိန်မှာအဲ့ဒီဒေဝိနာကိုလွတ်တာတော့မှန်တဲ့ဟာမရှိတော့ဘူးဒေဝိနာကိုငါလွတ်လိုက်မယ်မနေ့ပြန်ငါအသေးခံမယ်ဆိုပြီးတော့ဒေဝိနာကိုလွတ်ပေးလိုက်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကနော်ကျွန်တော်အချိန်လဲပြေပါပြီအဲ့တော့ကျွန်တော်ပြောချင်တာကဘာပြောချင်လဲဆိုတော့ကျွန်တော်တို့ပန်းနိုင်သွားတဲ့အချိန်မှာစောစောကလို့နော်တိထန်တဲ့ပညာနှစ်ခုနဲ့သွားတင်ပါလေအဲ့သွားတဲ့အချိန်မှာပဲကျွန်တော်တို့ကနော်မှားမှန်ဆိုတဲ့ကိစ္စကိုလောကီကိစ္စမှာဆုံးဖြတ်တဲ့အချိန်မှာကျွန်တော်တို့က အကြောက်တရားကိုကြော်ပြီးတော့ကျွန်တော်တို့မှန်နေမှမှာရက်မှန်တာကိုပြောမှန်တာကိုလှုပ်ပြီးတော့ကျွန်တော်တို့ပန်းနိုင်ကိုရှောက်တင်ပါတယ်အဲ့တော့ဒီမှာဗျအင်မတန်ရှာရှာပါပါကဗျာလေးတပုတ်ကိုကျွန်တော်ပြောပါမယ်ရွတ်ပြပါမယ်ကျွန်တော်ကဗျာမဟုတ်ပါဘူးအဲ့ဒီကဗျာကျတော့ကျွန်တော်ဘာလို့ရွတ်တာလဲဆိုတော့ဒီကဗျာဟာကျွန်တော်ဖန်ရင်ဖန်ရင်ကျွန်တော်ကြိုက်လို့ကူးတာပါဗျာဆော့ဖ်ဝဲတော်တော်စုံနေတယ်ဒါပေမဲ့ပြန်ဖတ်ကြည့်တော့မှ နိုင်ငံတနိုင်ငံရဲ့ပန်းနိုင်လို့ကျွန်တော်ယုံကြည်လို့ဒီကဗျာလေးကိုကျွန်တော်ရွတ်ပြပါအဲ့တော့ဒီကဗျာတဲကစာသားတွေဟာကျွန်တော်တို့နိုင်ငံရဲ့ပန်းတိုင်ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေအကုန်လုံးရဲ့ပန်းနိုင်လို့ကျွန်တော်ယုံပါတယ်အဲ့တော့ဒီကဗျာကိုဘသူကရေးလဲဆိုတော့ဆရာကြီးရာဘင်ဒရနတ်တကူရေးပါတယ်အဲ့ဒီကဗျာဟာကဗျာစာအုပ်ထဲမှာမပါပါဘူးဆရာဇော်ကြီးကဘာသာပြန်ပြီးတော့ ခစ်တဲ့အိန္ဒိယစာပေအရေးတော်ပုံဆိုတဲ့ဆောင်းပါးကိုရေးပါအဲ့ဆောင်းပါးထဲမှာ1968ငွေတာရီအမှတ်96မှာဆရာဇော်ကြီးရေးထားတဲ့ထဲကကျွန်တော်ကူးထားပါတယ်နားထောင်ကြည့်ပါအကျဉ်အရ၌စိတ်ဓာတ်တို့သည်ကြောက်ချင်းကင်း၍ဥကောင်းတို့သည်မော်လျက်ရှိကုန်၏ပြောကျင်လားအဲ့အရမှာဘာမှကြောက်စရာမလိုဘူးပေါ့ဗျာ ဘသူ့မှာကြောက်ရမလို့တော့ခေါင်းငုံနေကြမလို့ခေါင်းကအမြဲတမ်းမော့နေတယ်။အကျင်ရ၌စိတ်ဓာတ်တို့သည်ကြောက်ချင်းကင်း၍ဥကောင်းတို့သည်မော့လေရှိကြကုန်၏။အကျင်ရ၌ပညာရောင်သည်လွတ်လပ်စွာထွန်းပြောင်းလျက်ရှိ။အကျင်ရ၌အစိမ့်စိမ့်အမွာမွာကွဲပြားနေခြင်းသည်နှထိမရှိ။အကျင်ရ၌စကားတို့သည်တစ္ဆာနှုတ်ဖြားမှသာပွင့်ထွက်လာတတ်ကြ၏။ အကျင့်ရ၌မလျှော့သော လုံးလဝရိယသည်မွန်မြတ်သော တရားစီတို့ဥတီလျက်ရှိအကျင့်ရ၌ပညာဂုံဒီဟုသောဆိုင်းရည်သည်တလေဆိုးဇိုက်ဆိုးဒီဟုသောတဲကနာရတွင်တွင်တွင် စီလျက်ရှိအကျင့်ရ၌ကဘာတဝန်းလုံးအတွက်စေနာထားဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်တတ်သောအရှင်သခင်သည်ရှိ၏ပြောချင်တာကတကဘာလုံးက လေးစားတဲ့ခေါင်းဆောင်အဲ့ဒီအရာမှရှိတယ်။ဘုဖခင် အကျွန်ုပ်တို့၏နိုင်ငံသည် ထိုအရ၌သာနိုးကြားလာပါစေသတည်းခေါင်းစဉ်ကတို့အိန္ဒိယအဲ့တော့ကျွန်တော်တို့ကဒီခေါင်းစဉ်ကိုတို့မြန်မာနိုင်ငံလို့ ြင်လိုက်ရင်ကျွန်တော်တို့နိုင်ငံရဲ့ဥတီယာဟာစောစောကဖတ်ပြားတဲ့စာသားတွေရှိတဲ့နေရာ ဖြစ်ပါလိမ့်မယ်အဲ့တော့ဒီနေ့ကျွန်တော်ဟောခဲ့တာပန်းနိုင်ရှိရပါအဲ့တော့ကျွန်တော်တို့တယောက်စီတယောက်စီမှာပန်းနိုင်ရှိသလိုတူချင်းစီရဲ့ပန်းနိုင်စီလည်းရောက်အောင်ကျွန်တော်နိုင်ငံရဲ့ပန်းနိုင်စီလည်းရောက်အောင်ကျွန်တော်တို့မျိုးသားအမွေနှစ်ဖြစ်တဲ့အရာတွေမပြောက်ပြဲရေးပန်းနိုင်စီလည်းရောက်အောင်အားလုံးမှာထင်ထင် ်သွားဖို့တာဝန်ရှိပါတယ်လို့ပြောကြရင်ဒီကုန်းချုပ်ပါတယ်ခင်ဗျ